အဓိကကတော့ကျွန်တော်တို့ကအာနံပါတ်1ကတော့ဘာသာရေးပေါ့နော်ဘာသာပေါင်းစုံထိခိုက်သွားတဲ့အခါမှာဘာသာရေးအဆုံးမလေးနဲ့ပဲကိုယ့်ကိုယ်စိတ်ကိုထိရမယ်ပြီးရင်ကျွန်တော်တို့ကလည်းဘာသာရေးနဲ့ပဲပတ်သက်ပြီးသူတို့အတွက်ဆူတောင်းပေးတာမျိုးလေးလုပ်ပြီးမယ်အာပြီးတော့ဟိုအကောင်းဆုံးပေါ့ရှင်ကြံခဲ့တဲ့သူကအကောင်းဆုံးသူတို့ရှင်တန်ပြီးတော့ဟိုပြန်လေထူထောင်အောင်ပါဗောလေတယောက်တယောက်ချင်းစီမှာကျွန်တော်တို့ဆိုတကယ်နဲ့လိုက်ပြောပေးငါတို့ရှိရနော်ငါတို့ရှိရနော်အဲ့လိုတကယ်အားငယ်နေတဲ့အချိန်မှာဗောအဲ့စကားလေးတခွန်းကလည်းသူတို့အတွက်ဟိုအများကြီးတာမှာပါပြီးရင်လည်းအဲ့စကားတစ်ပိုးတယ် အရာတွေလည်းကျွန်တော်ဘက်ကဟိုဆက်ပြီးလုပ်ပေးသွားမှာပါမနေ့တနေ့อ่ะဗောနော်ကျွန်တော်လည်းဘာဘာလုပ်အောင်မသိတာအရင်တော့ကတော့မနေ့ကမနေ့ကစမနေ့ကလာမသိတော့လေမနေ့ကစထားမြင်အဒီကတော့ဘာလုပ်မှန်းလည်းမသိတာတကြောင်ရေပြီးတော့ကတော့အဲ့လိုလုပ်ဖြစ်နိုင်တယ်နိအခုကမလုပ်ဖြစ်တော့တော့ကိုတက်နိုင်တဲ့လောက်ဒီအလူခံပေးမြဲဗောအဲ့ဒါနေပါအဓိကကျွန်တော်ကိုယ်တိုင်ကအဲ့ဖြစ်တဲ့နှစ်ရက်လောက်မှာသူကပြောတယ်ဟို ိတယ်ပေါ့နော်ဘလူးဘန်းမလိုင်းမှမကောင်းတာတကယ်တမ်းလဲအိမ်မလားစီကယ်လားဖြစ်နေတကယ်ကြီးအဲ့လိုဖြစ်သွားတာလားပေါ့ကျွန်တော်တို့ဘာပြောရမှန်းမသိတာဟုတ်အဲအဓိကအဲ့မန္တလေးကကျွန်တော်မြို့ကိုနော်ဇကိုင်းဆိုတာလဲကျွန်တော်ငငယ်လေးကအဲ့လိုသွားလာတယ်သွားခဲ့တယ်တပြိမြို့ကလည်းအတူတူပါပဲဒါမှမဟုတ်ကိုမြို့ဖြစ်တော့ပို့ပြီးတော့အဲခံစားရပါတယ်ဟုတ်ဟုတ်တက်နိုင်တော့ကျွန်တော်အဲ့လိုသွားကျင်တာပါသွားကျင်တော့ကျွန်တော်ခုနကပြောလို့တစ်ဖက်မှာလည်းကျွန်တော်အိမ်မှာလည်းကြီးနေတဲ့အတိုင်းတားလေးတွေရှိရဲ့ကျွန်တော် သွားတာတော့သွားမယ်အနည်းနဲ့အမြန်ပါပဲကျွန်တော်ဘယ်တော့သွားပြမလဲဒါမသိသေးရပါတော့ကိုယ်တိုင်လေးလည်းအဲ့လိုသွားကျင်တယ်သွားကြည့်ကျင်တာပေါ့နော်ကိုယ်ရဲ့မြို့ဆိုတော့ကိုယ်အိမ်လိုပဲဖြစ်နေတော့ကြာကိုယ်တိုင်းလည်းသွားကြည့်ကျင်တယ်အခုမသွားနိုင်သေးခင်မှာတော့အရင်ဦးဆုံးအရင်တတုတ်ထူထားလိုက်မယ်နောက်တတုတ်တွေလည်းဒါကိုကဒါရေးရှည်လှူသွားမဲ့အလုပ်တစ်ခုကိုကျွန်တော်အဲ့လိုအမြဲတမ်းအတွက်ကိုကျွန်တော်ဟိုတိုးဆောင်နေရနေမှာရတဲ့ဟာကိုကျွန်တော် percentage တစ်ခုနဲ့ကျွန်တော်အမြဲတမ်းထူသွားမှာပါဟုတ်ရှိတယ်အခုလောတော့တယ်တော့ထူထောင်ရေးဘက်ကိုတိတ်မလှူသေးဘူးပေါ့နော်အဓိကထိခိုက်တာလေးကျွန်တော်အရင်တူပေးအောင်မယ်ပေါ့ အရင်လူပေးပြီးတော့ကျွန်တော်ခုနပြောလို့ကျွန်တော်အနုပညာလည်းကျွန်တော်တက်တက်လုံးလုပ်သွားမှာအဲ့တော့ကျွန်တော်အနုပညာကြီးရရတဲ့ဟာတွေလည်းကျွန်တော်တက်တက်လုံး percentage တစ်ခုနဲ့ကျွန်တော်တူသွားမှာပါမနေ့ကတော့အလူပါလေဆို5000 6000လားမသိဘူးမနေ့ကတော့အဲ့လိုသူတို့လည်းသိမသိတာတကြောင်အဲကျွန်တော်လည်းအဲ့လိုမပြောပြလိုက်မပြောပြလိုက်တာပေါ့နော်အဲ့တော့ဒီနေ့ကအဲ့လိုအလူခံပါတယ်ဆိုတာလေးပြောပြီးတော့အလူခံပေးပါမယ်အဲ့အေးကတော့အဲ့ဒီဒိုင်ချီကုမ္ပဏီကနေပြီးတော့ကျွန်တော်အဲ့ဟိုလက်ဆောင်ပေးထားတာတော့เนาะအေးကတော့ဈေးလေးကနည်းနည်းများတော့ 6000ဆိုတော့အာကျွန်တော်ပြန်ရောင်းရင်လည်း customer နဲ့အသိအစင်ပြေမှာမဟုတ်ဘူးအဲ့တော့လာတဲ့လူတွေကဒါဒါနပေါ့အလူလက်ဖက်နဲ့မျက်နှာလို့တာမနေ့ကကျွန်တော်အိမ်ကသူ့နာနေထွက်တယ်ပြီးတော့သူ့နာစီသွားတယ်သူ့နာစီမှာပတ်လိုက်တယ်ပတ်ပြီးရင်ကျွန်တော်သူ့နာစီကနေအဘီယိုစီမှတ်တိုင်ကြီးသွားကြတယ်လမ်းလျှောက်သွားတယ်ပြန် arena မှာကျွန်တော်ဂျင်ဆော့တဲ့တွေရှိတာကိုကိုကျော်ထက်အောင်တို့တွေအမတေးဥဆောင်တွေအကုန်လုံးကျွန်တော်ဝင်ပြီးတော့အထုခံလိုက်တယ်တော်တော်လေးရလိုက်တယ်ရလိုက်ပြီးတော့ IPOC ပြီးရင်အဲတူနာစီ တခါပတ်ဈေးတွေပတ်ပတ်ပြီးတော့ကျွန်တော်လိုင်းကားပေါ့တက်ပြီးတော့တကယ်တော့အမှန်တမ်းလိုင်းကားစီးုံတက်တက်ပဲကလေးတွေဖွဲလိုက်ကြည့်အများကြီးဖြစ်နေတဲ့အချိန်မှာကျွန်တော်တက်စီနဲ့အဖိုးဖိုးစီးမနေတော့ဘဲလိုင်းကားပေါ်ငါတို့တက်စီကြမယ်ဆိုတော့လိုင်းကားပေါ်လည်းအကုန်လုံးဒီမှာတော်တော်လေးလှူကြတယ်ကျွန်တော်တို့ဖွဲရကွာလဲ15လောက်ဆိုတော့လိုင်းကားလည်းကိုယ်တွေကအဖွဲရများနေပါဘောနော်အဲအဲ့ဒီကနေကျွန်တော်တို့ပြီးတော့တစ်စေးတစ်စေးမှလည်းအကုန်တော်တော်များလှူကြတယ် ဒီစီပြီးတော့ကြာကျွန်တော်ကပ္ပတန်နာကပ္ပတန်နာနဲ့ကိုကျူချာစီလာတာပေါ့နော်ပြီးရင်ကျွန်တော်တို့ပြီး80ပြီး80ပဲကိုကျူချာနဲ့ကျွန်တော်ညကိုညောက်သွားကြမှာနောက်ရက်တည်းဆိုရင်နော်နောက်တည်းကကျွန်တော်ကလေအလုတ်ကရှိရောရှိနေရအလုတ်ကရှိနေတော့ထွက်တော့ထွက်ဖြစ်မယ်ထွက်ဖြစ်ပြီမယ်ဟိုဒီနေ့လောက်ကြီးတဏီကုန်ကြီးဖြစ်ချင်မှာဖြစ်မှာပေါ့နော်အဲ့လိုအချိန်ပိုင်းလေးပဲဖြစ်တော့မှာပေါ့အဓိကတော့နောက်နေ့တွေကျတော့အဓိက online ပေါ်ကနေအလူခံတာမျိုးလေးပို့ဦးစားပေးပြီးလို့ဖြစ်မယ်အဖွဲကတော့ထွက်နေမှာပါဟုတ်အဓိကတော့ကျွန်တော်မန်လေးကအဖွဲနေတော့ချိန်ထားတယ် ်ချိန်ထားသူတို့ကအခုမနက်ကပြောတဲ့တစ်ခွက်ကတော့ဆေးလိုအပ်တယ်ဆိုတော့ကျွန်တော်ဆေးကတော့ကိုယ်လည်းဟိုကိုယ့်အတွက်လည်းလွယ်ကူတယ်အသူများအတွက်လည်းဒါဆေးကိုရုပ်တရက်ဝယ်ရဖို့ခက်ခဲနေမယ်ပေါ့နော်အဲ့တော့ဒီဆေးလေးကတော့ကျွန်တော်ပို့ပြီးတော့လုပ်ပေးခြင်းတယ်အသူတို့လည်းတခြားမေးလိုက်ပါအောင်မယ်တခြားကလိုတယ်ဆိုတော့တခြားဟာပေါ့ဒါမှမဟုတ်လို့ရှင်လည်းယာအလုံးကတော့လိုနေတာဖြစ်တော့ကျွန်တော်ပထမတက်တုပ်ကိုယာတက်တော့ကိုအကုန်ဆေးပဲလှူရင်လှူလိုက်နောက်တက်တုပ်သူတို့လိုအပ်တဲ့ပုံမှာကိုယ်လှူလို့ရတယ်မြတ်ချိန်ပြီးတော့ပြန်လှူပေးရမှာပေါ့ အမီလဲဝမ်းနေနေကျွန်တော်ဟိုစကိုင်းရဆရာလေးနေဆိုပြီးတော့ဆက်သွယ်မရသည်ဟောတငယ်ချင်းတွေလည်းအဲ့ထက်မှာပါသွားကြတယ်ဆိုတော့စိတ်မကောင်းဘူးပေါ့အဲ့လိုတို့ဖြစ်နေချိန်မှာတော့ဒါတကယ်တမ်းတော့မဖြစ်မနေလို့အရန်သွားကျင်တယ်ကုမင်လေးကိုလေအော်တက်နိုင်တယ်များလိုက်မေးကြည့်ရတာပေါ့ကိုဟိုအမျိုးမရှိဘူးဆိုပေမဲ့အကုန်လုံးရက်ဆွေရမျိုးဘူးပြီးတော့ကျွန်တော်ပြီးတော့မန်လေးကဒေတာဆိုအရန်ကြီးကြတယ် အဲ့တော့လာတဲ့လောက်တွေတော့အခုလိုက်ပြီးတော့မေးရတာပေါ့နော်မမေးဒီလိုဆိုအဆင်ပြေတယ်ပေါ့အဲ့နာတိုက်ရိုက်တော့မဟုတ်အဲ့နာဘယ်လိုရှိလဲအဲ့ရက်ကွက်နာဘယ်လိုရှိလဲကွာအခုတော့လိုက်မေးနေရတာပေါ့အဓိကကတော့ကျွန်တော်တို့ကအာနံပါတ်1ကတော့ဘာသာရေးပေါ့နော်ဘာသာပေါင်းစုံထိခိုက်သွားတဲ့အခါမှာဘာသာရေးအဆုံးမလေးနဲ့ပဲကိုယ့်ကိုယ်စိတ်ကိုဖြေရမယ်ပြီးရင်ကျွန်တော်တို့ကလည်းဘာသာရေးနဲ့ပဲပတ်သက်ပြီးတော့သူတို့အတွက်ဆူတောင်းပေးတာမျိုးလေးလုပ်ပေးမယ်အာပြီးတော့ဟိုအကောင်းဆုံးပေါ့ရှင်ကြံခဲ့တဲ့သူကအကောင်းဆုံးသူကိုရှင်တန်ပြီးတော့ဟို ပြန်လည်းထူထောင်အောင်ပါဗောလေတယောက်တယောက်ချင်းစီမှာကျွန်တော်တို့ဆိုတကယ်နဲ့လိုက်ပြောပေးငါတို့ရှိရနော်ငါတို့ရှိရနော်အဲ့လိုတကယ်အားငယ်နေတဲ့အချိန်မှာဗောအဲ့စကားလေးတခွန်းရတယ်သူတို့တက်ဟိုအများကြီးတာမှာပါပြီးရင်လည်းအဲ့စကားထက်ပိုတဲ့အရာတွေလည်းကျွန်တော်ဘက်ကဟိုဆက်ပြီးလုပ်ပေးသွားမှာပါတွားကျင်ပါတယ်ကျွန်တော်လည်းတကယ်ကိုတွားပြီးတော့ဘာမှမလုပ်ပေးတော့လူလေးတွားရဲ့လို့စကားပြောကျင်တယ်ဗောနော်အခု၄၅ရောင်ဖုန်းဆက်တာတော့ဆက်လို့မရဘူးအောင်ကျော်တော့ဦးတနေ့ကလာဆိုင်မှာကျွန်တော်နေတော့လာသွားတယ်လုံးဝငင်းသင်ရင်သူတန်းတော့ကအိမ်မှာလာထမင်းစားတာ ငလီလုံးမနေမှာတိုက်တဲ့ဆန်ပြန်သွားတယ်သူပါဖြစ်လဲလဲကျွန်တော်မသိဘူးဖုန်းဆက်တာလည်းဆက်လို့မရအောင်အဲ့လိုဖြစ်နေမှာเนาะအဲ့တော့အဲကျွန်တော်လည်းတိုက်နိုင်သလားကူညီပါမယ်လူတွေပြောတာမဟုတ်တော့မဟုတ်ပါဘူးအတင်းထားပါဘူးเนาะဟုတ်